တော့ဒီနေ့ viruses ဆိုတဲ့ကောင်းစဉ်ဖြစ်ပါတယ်အဲ့တော့ virus ဆိုတာအားလုံးလဲကြားဖို့ပြီးတော့ဖြစ်မှာပါယောဂတွေကိုကုဆက်စေတဲ့အကောင်ပေါ့နော်အကောင်ဆိုလို့ तू က living organism ဖြစ်သလားဆိုတော့မဟုတ်ဘူးတက်ရှိမဟုတ်ဘူး तू ကမနော်ဒါကြောင့်မလို့ဒီတက်ရှိတွေ living organism တွေရဲ့ six skin နဲ့မှာ virus are not included မပါဘူး Now ni dan nei na virus are not included in the secondans of living organisms. တော့သက်ရှိတဲ့ကိန်းတန်း6ခုထဲမှာသူကမပါဘူး။ဘာကြောင့်လဲဆိုတော့သက်ရှိလို့ပြောဖို့ဆိုရင်ဒီ characteristic of living thing ဆိုတဲ့အဓိကဝိသေသလက္ခဏာ9ချက်နဲ့ကပ်နေရမယ်။အဲ့တော့ဗိုင်းရပ်မှာနံပါတ်1 character cellular structure ရှိလားဆိုတော့မရှိဘူးသူက cell လည်းမဟုတ်ဘူး။အဲ့တော့ cell လုံးရဲ့ characteristic မရှိဘူး။နံပါတ်2သူက metabolism ရှိလားဆိုရင်လည်းမရှိဘူး။ ံပါတ်3 growth ကြီးထွားမှုလည်းမရှိဘူးနံပါတ်4 movement လည်းမရှိဘူးတော့အဲ့တော့ number 5 irritability လုံးဆောင်မှုတုံ့ပြန်နိုင်မှုမရှိဘူးအဲ့နံပါတ်5 adaptability လာရောညွှန်ပြောင်းနေခြင်းဆိုတာလည်းမရှိဘူးအဲ့တော့သူ့မှာတစ်ချက်ပဲရှိတယ်အဲ့ဒါပေါ့ဆိုပွားနိုင် reproduction ပေါ့နော်ဒါလည်းဆရာတို့လိမ်မယ်နေနေပွားတာ replication လို့လည်းခေါ်တယ် တော့ဒီတစ်ချက်ထဲပွားနိုင်တဲ့တစ်ချက်ထဲပြည့်စုံနေသူ့အသက်ရှိလို့ခေါ်လို့မရဒါကြောင့် virus တွေဒီတက်ရှိတွေရဲ့ဒီကင်းတဲ့6ခုလောက်မပါဘူးမပါပေမဲ့လို့ခုနပွားနိုင်တဲ့ခုံတက်တင်နေသူကတက်ရှိတွေရဲ့ခန္ဓာကိုယ်တွေကိုရှင်သန်ဝင်ရောက်နေထိုင်ပြီးတော့ပွားတာပွားပြီးတော့အဲ့ cells တွေကို infected ဖြစ်စေတာကူးစက်စေတာယောဂါတွေဖြစ်စေတာဗောနော်အဲ့တော့ဥမာဆိုရင်ဒီမှာကိုယ်အေးမိတဲ့ယောဂါတို့ influencer တုတ်ကွေးတို့အဲ့ဒါလို့ တာမန်ကွန်မွန်ဒစ်စီးဇ်ဆိုတော့အတွေ့များတဲ့ယောဂလက္ခဏာတွေကနေ serious ဖြစ်တဲ့ serious ဆိုတာပြင်းထန်တာအသက်တည်ဆုံးလောက်အောင်ထိပြင်းထန်တဲ့ယောဂတွေကို serious ဒစ်စီးဇ်လို့ခေါ်တယ်။ဥပမာ AIDS ဆိုခုနောက်ပိုင်းပြီးခဲ့တဲ့ COVID-19 ဒါတွေကအားလုံးဗိုင်းရပ်ကြောင့်ဖြစ်တာပဲ။ဆိုတော့ဒီကောင်နေတော်တော်ဒုက္ခပေးတယ်။သူတို့ကသူရက်တည်နိုင်လားဆိုတော့မရက်တည်နိုင်ဘူး။သူတို့က parasite မျိုးစားဖြစ်တယ်။ Asian cell Asian host ်ဆိုတက်ရှိတကောင်လိုတယ်အဲ့ဒီတက်ရှိအိရှင်ရဲ့ရှင်တန်နေတဲ့ level ဆဲတဲ့မှာတို့ကရောက်သွားပြီဆိုရင်တော့တို့ပွားပြီပွားပြီးတော့ဘေးရဆဲတွေကို infected ကူးစက်စေတာအဲ့ဒီအိရှင်မရှိဘဲနဲ့အပြင်မှာတို့မရှင်တန်နိုင်ဘူးသေမှာပဲတို့ရနော်ပျက်စီးသွားတာပေါ့ခုဒီမှာဆိုရင်ဒါ common virus ဆိုရင်ဒီပုံလေးပြတာဒီမှာချောင်းဆိုးလိုက်နှာချိလိုက်တယ်တုပ်ကိုရပေါ့နော်အပြင်ကိုရောက်သွားတယ်အဲ့တော့လေထဲမှာပဲသူပျက်စီးသွားဒါပေမဲ့ ဘေးမှာလူတယောက်ရှိလို့အဲ့ဒါကိုရှူလိုက်တယ်ဆိုရင်ကိုကန်းစနစ်ကအဲ့ဒီကိုရောက်သွားပြီးတော့သူ့ရဲ့ကိုကန်းစနစ်ကတိုက်ဖြတ်လို့နိုင်ရောကမဖြစ်ဘူးအဲ့တော့မနိုင်ဘူးဆိုရင်တော့အဲ့ဒါကိုကန်းနေတဲ့သူတွေကျမကြီးအားနေတဲ့သူတွေဒီမကောင်းဖြစ်တဲ့လူတွေအစာပြတ်အိပ်ပြတ်တဲ့သူတွေကြတော့ဒုတ်ကွေးလို့နာစီလို့ဖြစ်တာကိုဗစ်နိုင်စီလည်းအဲ့လိုပဲဆက်ဆိုဒီကိုကန်းကောင်းတယ်ဆိုရင်ဒုက္ခသိမ့်မပေးဘူးဒါကြောင့်ကိုကန်းကောင်းအောင်အေးအေးဝအောင်အေးရတဲ့အစာကောင်းစားဟုတ်ပြီအဲ့တော့ဒုတိယစာကြောင့် Viruses they are also not consider as living organism. Living organism အနေနဲ့တက်ရှိတတ္တဝါတကောင်အနေနဲ့ consider မလုပ်နိုင်တော့လဲမယူဆနိုင်တော့လဲ common call sorry cause common disease common ဆိုတဲ့အတွေ့များတာအတွေ့များတဲ့ယောဂတွေကိုတော့ဖြစ်စေတဲ့ဆက်ချက်ကဲ့သို့သောဥပမာအနေနဲ့ခိုးအေးပတ်တဲ့ယောဂ and influenza တုတ်ကွေးပေါ့နော် ဒီမှာတော့ influencer banners လေးကိုနမူနာနဲ့ပြထားတယ်။ဒါဆရာတို့ blog တွေချဲ့တော့ဆိုတော့10 nanometer အဲ့10 nanometer nanometer ဆိုတာ1မီတာရဲ့10 to the power minus 9တန်းတစ်ထောင်ပုံမှာတပုံပေါ့နော်1မီတာရဲ့တန်းတစ်ထောင်ပုံတပုံအဲ့ဒါကို nanometer 1 nanometer လို့ခေါ်တယ်။အဲ့တော့10 nanometer size ရှိတဲ့ microscope နဲ့တော်တော်ကြီးကိုချဲ့ကြည့်မှမြင် အပေါ်ဝင်ထလာပရိုတိန်းအထက်မှာသူ့ရဲ့ genetic material ရဲ့ RNA ရှိတယ်နော် RNA သမုတ် DNA ပေါ့ဒါက cell influencer brand တုတ်ကွေးဖြစ်စေတယ် virus ဒီဘက်ကတော့ common cold ပေါ့နော် virus ပေါ့အင်းပြီးတော့ also remote ပို့ပြီးတော့ serious more serious ဖြစ်တဲ့ disease တွေ such as AIDS အလုံးကြောက်ပါတယ်နော်အရှိကတော့ acquired immune deficiency syndrome စင်ဒရုံးဆိုတာဒီယောဂတွေဒီလက္ခဏာတွေစုသွားရင်စင်ဒရုံးလို့ခေါ်တာပါပဲခန္ဓာကိုယ်မှာဆရာတို့ခန္ဓာကိုယ်မှာအင်မျိုးဆိုတဲ့ကိုယ်ကံစနစ်ရှိတယ်ပုံမှန်လူတယောက်မှာကိုယ်ကံကောင်းကြတယ်ဒါပေမဲ့ဒီ HIV virus ဝင်လာရင်အဲ့တော့ AIDS ဆိုတာယောဂဖြစ်ပါတယ်သူ့ကိုဖြစ်ပေါ်စေတာကသူ့ကိုကူးစက်စေတဲ့ virus က HIV အရှိရတော့ human immunodeficiency virus ပေါ့ i က immune deficiency h ကကျတော့ရှုမဲနောက်က v ရ virus အဲ့တော့ immune ကိုကိုယ်ခံအားကို deficiency ချို့တဲ့စေတော့ virus အဲ့ဒီ virus virus ဝင်လာပြီဆိုရင်ခုနက AIDS ဆိုတဲ့ယောဂါဖြစ်လာတာဒါပေမဲ့ AIDS ယောဂါကနောက်ပိုင်းမှာလက္ခဏာတွေပေါ်လာပါတော့ဒီ virus ရောက်လာပြီဆိုတော့တစ်ခါစဝင်လာတာမှာလူကောင်းလို့ပဲအကောင်းပရိပဲဘာလက္ခဏာမှမပြသေးဘူးအဲ့ဒီချိန်မှာဆရာတို့မယူရပန်းတဲ့တော့ကောအဲ အဲတချို့လည်းစိတ်ထားမကောင်းရင်ပေါ့နော်ကိုယ်မှာပိုးရှိမှဒီလိုက်ဖြတ်လာလည်းရှိတာအဲလိုယောဂလက္ခဏာတွေဖြစ်လာပြီအဲဒါဆိုရင် AIG ရဲ့အဆင့်ကိုရောက်သွားတယ် acquire ဆိုတာတော့ဆယ်လိုယောဂနှစ်မျိုးရှိတယ်ပေါ့ cognitive ဆိုတာမွေးရပါမွေးရပါလားယောဂတွေဥပမာနှလုံးယောဂတော့နော် acquire ဆိုတာတော့မွေးကြတဲ့အကောင့်ပရိအနေနဲ့မိဘကမွေးပြလိုက်တယ်ဒါပေမဲ့အသက်ကြီးလာမှကိုယ့်ရဲ့နေထိုင်မှုအနေထိုင်မတက်လို့ကူးလာတာမျိုးယောဂဖြစ်လာတာမျိုးယောဂကို acquire လို့ခေါ်တယ် တော့အရှိဆိုရင် acquire immune deficiency syndrome အတူကောက AIDS ကိုကန်စနစ်ချုပ်တက်စေတော့ယောဂပေါ့နော်ခုနောက်ပိုင်းတော့သူ့နော်ယောဂကိုထိမ့်သိမ့်ဟောပေါ့လို့ပြောမယ် anti retroperative ဆိုတဲ့ AR series ပေါ်လာတဲ့ခါမှာဟိုအရင်ကတော့အရင်ကြောက်ရတဲ့ယောဂပေါ့နော်ဟိုဖြင့်ဥယျာဉ်နဲ့ဆေးမရှိ AIDS ပေါ့ခုနောက်ပိုင်းတော့ဒီဆေးတွေ ေါ်လာတဲ့ခါမှာတာမန်လူတယောက်လိုခြေတော့ပြီးတော့နေထိုင်သွားလာဟိုတက်တန်းဆွဲဆန့်လို့ရတာပေါ့နော်โอเคဒါတော့ဆရာတို့ HR what is HRV ခုနဆရာပြောတယ် MU deficiency human immune deficiency final HRV ပေါ့เนาะအတူတူက HRV အဲလူဟိုးတဲ့ immune deficiency ကိုကန်းစနစ်ချွတ်တက်ချွေးစေတဲ့ virus ပေါ့ it's a virus that attack say that have the body fight infection ကုသရောဂါတွေကိုတိုက်ထုတ်တော့နော်အရာတွေကို antibody တွေပေါ့သူတို့ကိုကူညီပေးတဲ့ cell တွေကိုအသက်ပြန်တိုက်တယ်ကိုကန်းစနစ်ကိုပြန်တိုက်တဲ့ virus ပေါ့အဲ့တော့သူကတိုက်လိုက်လို့ကိုကန်းစနစ်ပျက်စီးသွားပြီဆိုရင်ဒီခန္ဓာကိုယ်ထဲကိုပြင်ပရောဂါပိုးတွေကအလွယ်တကူဝင်ရောက်ဒုက္ခပေးနိုင်သွားပြီပုံမှန်လူတစ်ယောက်မှာ အဲလေသူတွေကနေပြီးတော့ပြမပောင်းကြရယောဂပိုးဝင်လာလေလောလကူယောဂမဖြစ်ဘူးအဲ့ဒီ antibody တွေကနေပြီးတော့ immune ကနေ defense mechanism တွေနဲ့တိုက်ထုတ်တာပေါ့နော်အဲ့တော့ HIV ဝင်လာပြီကျွန်တော်အဲ့ဒီ defense mechanism ပျက်စီးသွားပြီနိုင်ငံတစ်ခုမှာစစ်တပ်ကတိုင်းမျိုးကာကွယ်ပေးတယ်လို့ပဲစစ်တပ်ပျက်စီးသွားတဲ့ခြားနိုင်ငံဝင်ပြီးတော့မှ ਨੇ ချက်တိမ့်ပိုက်တယ်လို့ပေါ့ရှေ့ခက်တယ်မနော်အဲ့ခါမှာခံရတာပေါ့လေအဲ့ဒီမှာဆရာတို့ there's no cure ကုသတဲ့ဆေးမရှိပါဘူးတဲ့အခုချိန်လေးကုသတဲ့ဆေးမရှိ but it is treatable with medicine ဆေးနဲ့တော့လုံးဝပျောက်ကင်းအောင်ကုလို့မရဘူးနော် diabetes ဒီ medicine နဲ့တော့ဆက်ထိန်းထားလို့ရတာပေါ့အမှသူ့ရဲ့လက္ခဏာတွေကဒီမှာဖျားမယ်လဲပင်နာမယ် lymph node အကျိတ်တွေရောင်လာမယ်လက်မှာဒီမှာအနီးစက်လေးတွေပေါ်လာမယ်ကြွက်သားတွေနာမယ်ညမှာချွေးပြန်မယ်ပါးစပ်မှာအနာတွေပေါက်မယ် နော်အတကြီးမှပထမအနာရီပေါ့ရင်တရိထားပေါ့နော်ဒါပေမဲ့ဟိုတခြားအနာရီနဲ့လဲရောရက်တယ်နော်မှတ်ခိဆိုတာအဖြူများတော့ပြန်အဖြူတွေဒီရှားနာရာကွဲတာဒီအတအာစာလို့ခေါ်တဲ့ဒီ stretch ကြောင့်ဖြစ်တဲ့အနာလေးတွေတော့အဲ HMB လို့တော့မထင်နေပေါ့နော်ခါလေးကြောက်ကြောက်တက်တယ်လို့မျိုး no နဲ့ factive ဖြစ်တာပေါ့နော်အဲတော့ရေဖို့အပြင် generally သူ့ရဲ့ sign symptom လက္ခဏာလေးတွေ တော့ characteristic of viruses virus တွေရဲ့လက္ခဏာဝိသေသလက္ခဏာတွေပေါ့နော် virus တွေရဲ့ဝိသေသတွေအဲ virus မှာဆိုတော့ virus လို့ပြောရင်နံပါတ်1က virus are not generally considered to be alive တဲ့သူ့ကိုရှင်သန်နေတဲ့တက်ရှိလို့ consider ရေဘောအပြင် generally consider လုပ်လို့မရဘူးတဲ့တတ်မှတ်လို့မရဘူးရေဘောအပြင်တော့တက်ရှိမဟုတ်ဘူးပေါ့နော်သူတို့ဒီဘလောက်ထိတည်တုံး they are very small တဲ့22 400 22 400 nanometer ဖြစ်ရမယ်နော် ေးရမှားတယ်လို့ဆရာခဏနေမှာပြင်လိုက်အဲ့တော့နာနိုမီတာဆိုတော့ခုနကပြောပြီးတာတမီတာရဲ့တင်းစုပါဝါ -9 တန်းတထောင်ပေါ့တပုံပေါ့အဲ့ဒါ1နာနိုမီတာဒီမှာ22 400နာနိုမီတာထိသေးတယ်ပြီးတော့ non cellular particle ဆဲမဟုတ်ဘူးတဲ့ဆဲတိဆောက်ပုံမရှိတဲ့ particle အမှုန်လေးတွေဖြစ်တဲ့ number 3 characteristic က each finer binary တွေမှာတစ်ခုချင်းစီမှာ contains ပါဝင်တယ်ဟုတ်လား genetic material ဆိုတော့မျိုးပြစာပစ္စည်း RNA သို့မဟုတ် DNA ဒီနေ့တော့မဟုတ်အရင်ပါတယ်တဲ့သူ့ကိုကဘဖုံးထားတာပိုင်း protein coat protein coat နဲ့ဖုံးထားတယ်ခေါင်းနဲ့ဆရာတို့ပုံနဲ့မှာ investor ပိုင်းနဲ့ပုံနဲ့မှာပါပြီးသားဒါတော့နမူနာလေးပေါ့နော်နောက်ထပ် covid 19 virus နမူနာလေးအဲသူတို့ဒီ parasite ကပ်ပါးတွေဖြစ်တယ်ကပ်ပါးဆိုတာကိုယ်ပိုင်ရည်တည်မရှင်းတန်နိုင်ဘူးတခြားသရှိတကောင်ရဲ့ခန္ဓာကိုယ်ထဲမှာဆဲထဲမှာမိခိုးရှင်းတန်နေထားရတယ် and cause the disease ယောဂါတွေဖြစ်ပေါ်စေတဲ့ implants နဲ့ animals တဲ့ပင်တွေတတ်တော်တွေကိုယောဂါဖြစ်စေတယ် virus infected cells တဲ့သူကအင်းရှင်ခန္ဓာကိုယ်တွေကိုဆရာတို့ဝင်ပြီးတော့ဘာလုပ်လဲဆိုမျိုးပွားတယ်အဲ့တော့သူက infected cell ကူးစက်ထားတဲ့ cell တွေကို virus ကရောက်နေပြီဆိုရင်တဲ့သူက can make copies of this set သူကသူ copy ပွားလိုက်တာရမ်းမြန်နော်ပွားပြီးတော့ for reinfection ပြန်ပြီးတော့နောက်ထပ်ဆရာတို့နောက်ထပ် cell တွေကို reinfection ပြန်လဲကူးစက်ဖို့အတွက်သူ copy တွေအများကြီးပွားလိုက်တယ်တဲ့ in other hot cell တခြားအိမ်ရှင်ရဲ့ဆဲတွေတဲကိုသူကဒီလူတယောက်ထဲမှာယောဂရှိတယ်ဆိုရင်အဲ့ဒီထဲမှာသူက balance ကအများကြီးသူကသူ copy ပွားလိုက်တယ်ပွားပြီးရတဲ့တခြားလူတယောက်ထဲမှာတခါပြန်ပြီးတော့ reinfection ပြန်လဲကူးဆက်စေတာပေါ့နော်အဲ့ကြောင့်ဆိုရင်ဘယ်တဲ့ကူတော့ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေသွေးတွေနော်လင်ရထွက်လင်ရလင်ဆက်ဆံတွေကတဆင်ထွက်တဲ့အရည်တွေအပေါက်ပြဲအဆုတ်ပြဲတွေကနေပြီးတော့မမြင်ရတဲ့ဒီအရည်ပြားအပေါက်ပြဲလေးကနေလဲကူးတာပေါ့နော်အဲ့နံပါတ်6ကတော့ virus ဆက်စ်တရခင်တော့ဒါတော့သူဒီတက်ရှိတဲ့ဝိတ္တတလက္ခဏာနဲ့မကိုက်ဘူးဆိုတာကိုရှင်းတာအဲ့တော့ main character ဆိုတဲ့ခုနှစ်ချက်ထဲမှာသူကျန်တဲ့ချက်တွေနဲ့မကိုက်ဘူးမှုမရွံ့နိုင်ဘူးတဲ့ဖီအာဟာရအစာလည်းမစားသုံးနိုင်ဘူးပြီးတော့စားရတဲ့အစာမစားကြညစ်ကြေးစွန်တာလည်းမရှိဘူး show sensitivity or grow တဲ့ဒါရှိရခင်တော့ ਨੇ အကုန်ဆိုင်တယ်နော်အာယုံခံစားနိုင်မှု sensitivity မရှိဘူးတုံလည်းမတုံပြန်နိုင်ဘူးအာယုံလည်းမခံစားနိုင်အာယုံခံစားနိုင်တယ်မတုံနိုင်မတုံပြန်နိုင်ပြီးတော့မကြီးထွားနိုင် เนาะဒီ site ကဒီ site ပဲဒီ site ပို့ကြည့်လာတာမရှိဘူးဒါပေမဲ့လို့ and can reproduce တဲ့မျိုးတော့ပွားနိုင်တယ်အဲ့ဒီမျိုးပွားတော့မှာ only and the libby host ဆေးအရှင်ရဲ့ libby host ဆေးเนาะရှင်းတန်းနေတဲ့ဆဲတဲ့မှာပဲသူ produce လုပ်တယ်သူလုပ်နိုင်တာဒီ chat ပဲအဲ့တော့အဲ့ဒီဆဲကအရှင်ကထေသွားပြီဆိုရင်သူလည်းပြည့်စစ်သွားတာပဲလိုက်ပြီเนาะမရှင်းတန်းနိုင်ဘူးသူက နောက်ဆုံးချက်ကတော့ virus တွေက cannot survive မရှင်တန်နိုင်မှု outside the host cell အင်ဂျင်ဆဲတွေအပြင်မှာလည်းမရှင်တန်နိုင်မှုဒါကြောင့်သူတို့ parasite ကပ်ပါးတွေလို့ခေါ်တာနော်